အိုင်စလန်နိုင်ငံသားတွေပဲစားကြတဲ့အပုတ်ခံထားတဲ့ငမန်းသားကမ္ဘာပေါ်မှာစားတော့ယဉ်ကျေးမှုအမျိုးမျိုးရှိကြပါမယ်အိုင်စလန်နိုင်ငံရဲ့ရိုးရအစားအစာတမျိုးကတော့စားပုဒ်တိုင်းကိုဘဝမှာအဆိုးဆုံးအနက်နဲ့အရသာလို့သတ်မှတ်ခံထားရတဲ့အထိထူးခြားစံကျယ်လွန်လာပါသည်အဲ့ဒါကတော့ဟာဂရယ်လို့ခေါ်တဲ့အချင်းဖောက်ထားတဲ့ငမန်းသားပဲဖြစ်ပါသည်ဒီဟင်းလျာရဲ့ထူးခြားချက်ကတော့ရိုးရိုးသားသားပြောရရင်အသားကိုပုတ်ပွအောင်ပြုလုပ်ထားခြင်းဖြစ်ပြီး ဲ့လိုလောက်ရချင်းရဲ့နောက်ခွေကအကြောင်းရင်းကလေးပဲအသက်ရှင်ရက်တည်ရဲ့အတွက်မရှိမဖြစ်လိုအပ်တဲ့နီလန်တစ်ခုဖြစ်လို့နေတာပါပဲဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အပုတ်ခံထားတဲ့ငမန်းသားအကြောင်းကိုဒီနေ့ထမ်းမှန်ကတင်ဆက်ပေးကြပါလိမ့်ဟော့ကောကိုအဓိကအားဖြင့် Greenland ငမန်းလို့ခေါ်တဲ့ငမန်းမျိုးစိတ်တစ်မျိုးရဲ့အသားနဲ့ပြုလုပ်တာပါဒီငမန်းတွေရဲ့အသားဟာအန်ဩစရာကောင်းအောင်အစိတ်အောက်ဖြစ်စေတဲ့ယူရီးယားနဲ့ထရိုင်မီတိုင်းအမင်းအောက်ဆိုက်တွေများစွာပါဝင်နေပါ ರಿ အဓိကအဖြစ်ငမန်းတွေမှာစီးထုပ်စနစ်မရှိတဲ့အတွက သူရဲ့ခန္ဓာကိုယ်ထဲမှာအစိတ်ဓာတ်တွေဟာစီးပြေထွက်မသွားဘဲနဲ့အသားထဲမှာပဲစိတ်ဝင်လို့နေပါရီအဲဒါကြောင့်မလို့ဒီငမန်းသားကိုလက်လက်ဆက်ဆက်သွားပြီးတော့စားသုံးမိလို့ရှိရင်လူကိုမူးယစ်သွားစေတဲ့အပြင်ပြင်းထန်တဲ့အစာအစိတ်သင့်မှုနဲ့အသက်အန္တရာယ်ကိုပါဖြစ်စေနိုင်ပါရီဒီလိုအစိတ်သင့်တဲ့အစာအစာကိုစားသုံးနိုင်အောင်လို့ရှေးခေတ်က Viking ဖိုးဖွားတွေလက်ထက်ကလေးကစတင်ပြီးထူးခြားတဲ့ပြင်ဆင်မှုကိုတီထွင်ခဲ့ကြပါရီပထမဦးဆုံးငမန်းကိုခေါင်းဖြတ်ဥရီထုတ်ပြတဲ့နောက်မှာမြေကြီးထဲမှာတူးထားတဲ့တိတ်နဲ့တွင်းနဲ့ကိုအသားရီထဲပါရီ ဲနောက်မှာတော့အသားတွေပေါ်မှာကြောက်စရစ်ခဲရီနဲ့ကြောက်တုံးကြီးကြီးတွေကိုဖိပြီးဖုံးထားလိုက်ပါရီအဲလိုလုပ်ခြင်းအပြင်အသားထဲမှာပါတဲ့အစိတ်ဓာတ်အရေးတွေဟာအသားတွေကနေစိမ့်ထွက်လာပြီးမြေကြီးတွေကိုဝင်သွားအောင်လို့ဖိပေးတာပဲဖြစ်ပါရီအဲလိုမျိုးငမန်းအသားကိုမြေမြုပ်လိုက်ခြင်းလုပ်ငန်းစဉ်ဟာရာသီဥတုပေါ်မူတည်ပြီး6ပတ်ကနေပြီး12ပတ်အထိကြာမြင့်တတ်ပါရီအဲဒီအချိန်ကာလအတွင်းမှာငမန်းသားဟာမြေအောက်မှာပုတ်ပွားလာပြီးအချင်းပေါက်လာပါရီ ဒီဖြစ်စဉ်ကိုဖျက်ဆီးပြီးတဲ့အခါမှာတော့အစိတ်ဓာတ်တွေဟာဘေးကင်းသွားခဲ့ပြီးအသားတွေကယူရီးယားဓာတ်တွေဟာအမိုနီးယားအဖြစ်ပြောင်းလဲသွားပါတော့တယ်။ဒါကြောင့်မလို့ဟာကာလ်မာပြင်းထန်တဲ့တန်ရှင်ရီဓာတ်ရုပ်ပစ္စည်းရဲ့အနံ့လိုမျိုးအနံ့ဆိုးဆိုးတွေထွက်လာတာဖြစ်ပါလိမ့်။အမြေကြီးတွေကနေပြန်လဲတူးဖော်ပြီးတဲ့အခါမှာတော့ငမန်းသားကိုအတုံးလိုက်လှီပြီးလေဝင်လေထွက်ကောင်းတဲ့အစာအုပ်တွေမှာလေးလကနေ၅လအထိပြန်ပြီးလှန်ထားရပါလိမ့်။အဲဒီလိုမျိုးလှန်ထားပြီးတဲ့အခါမှာတော့အပြင်ဘက်အသားတွေကမာကျောသွားပြီးအညိုရောင်အညိတွေကနေက အဲ့ဒီအဖက်တွေကိုဖယ်ရှားလိုက်ပြီးမှအတွင်းသားကပြော့ပြော့အီလေးတွေဖြစ်ပြီးဒင်းငယ်တဲ့အတုံးလေးတွေလှီးဖြတ်ကစားတုံးမှုအတွက်အစင်းသင်းဖြစ်သွားတာပါဒီဟာကာလုခေါ်တဲ့အစားအစာဟာယနေ့ခေတ်မှာတော့အိုင်စလန်နိုင်ငံရဲ့ရိုးရာဓလေ့ပွဲတော်ဖြစ်တဲ့တူရာဘလိုက်မှာအမြဲတမ်းပါဝင်တဲ့အမျိုးသားရေးအစားအစာတစ်ခုအဖြစ်ရည်တည်နေပါသည်ဒီဟင်းလျာကိုပထမဆုံးစားစားတဲ့သူတွေဟာပြင်းထန်တဲ့အနမ်းကြောင့်မလို့နှာခေါင်းပိတ်ပြီးစားလေရှိကြပြီးအရသာကိုမြူချနိုင်မှုအတွက်အိုင်စလန်ရဲ့ပြင်းအားမြင့်အရာတစ်မျိုးဖြစ်တဲ့ဘရန်နီဘီလို့ခေါ်တဲ့အရာကိုတွဲဖက်တောက်သုံးလေရှိကြပါသည် ါဟာအိုင်စလန်လူမျိုးတွေရဲ့အေးခဲတဲ့ပတ်ဝန်းကျင်ဒေသတစ်ခုမှာအသက်ရှင်ရပ်တည်ဖို့တီးထွင်ခဲ့တဲ့စွန်းစားကန်းဆန်ဆန်ရိုးရအမွေအနှစ်တစ်ခုပဲဖြစ်ပါရည်။ဒါပေမဲ့ပုံနေတဲ့ငါးသားကိုစားနိုင်ခဲ့တာကိုတော့ချီးကျူးရပါလိမ့်မယ်။